အလင်းသာတရားပေါင်းတို့နှုတ်ချလေးချပြီးတော့မှချမ်းသာတဲ့ဣရိယာပုဖြစ်တရားတော်ကိုနိုင်ပါစင်နေပါပြီအနေငယ်အနုမောဒနာတရားပြောပြီးတော့မှရည်ရွယ်သွင်းချအမြတ်တမ်းပေးဝေပေးမှဖြစ်ပါလေတရားပေါင်းတို့ဘောရောလောကေဓမ္မပန္နဟိတယတမ္ပပါဏိနံဓမ္မလောကေဓမ္မပန္နောဒုက္ခာယတမ္ပပါဏိနံတံဃောလောကေဓမ္မပန္နောပုံညာယတမ္ပပါဏိနံဘုရားနဲ့ဆောင်ရသည်တမ္ပပါဏိနံအလုံးစုံသောတတဝါတို့၏ ဟိတာယမေဖို့နိဗ္ဗာန်ဤဟူသောအကျိုးစီးပွားလုံးကလောကီလောက၌သမုတ်ပံသောကောင်းစွာဝန်ထမ်းတော်မူခဲ့ပါသည်ဤဤစကားသည်မင်္ဂလနှင့်သစ္စာစကားဖြစ်ပါသည်ဤမင်္ဂလနှင့်သစ္စာစကားတို့ကြောင့်ယနေ့စီဝရရှိလည်းအာလုံးသောသာသနာစေတော်မျိုးတော်များအမိမြန်မာပြည်သူပြည်သားများဘာသူဘာသားများ32ဘုံသားများအားလုံးလူနတ်မြို့မှာတရားအားလုံးဘေးရန်ခတ်သိမ်းခြင်းကြပါစေဒုက္ခခတ်သိမ်းခြင်းကြပါစေရောဂါခတ်သိမ်းခြင်းကြပါစေဆင်းခတ်သိမ်းခြင်းကြပါစေနှလုံးစိတ်ဝင်အေးချမ်းကြပါစေတရားတို့ကိုယ်စီကိုယ်စီ ခန္ဓာဝန်သာသနာဝန်ကိုလောကသောနာမနိုင်ကြပါစေဓမ္မမြတ်စွာဘုရားဟောကြားတော်မူသောတရားတော်များများသည်တပ္ပပါဏိနာအလုံးစုံသောတတဝါတို့၏ဒုက္ခယမက်ဖို့နိဗ္ဗာန်ဆိုတဲ့ချမ်းသာအလုံးကလောကီလောကနဲ့တမှုပန်တော်ကောင်းစွာဝန်ထွန်းတော်မူခဲ့ပါပေ၏ဤစကားဒီမင်္ဂလာတဲ့ဆာစကားဖြစ်ပါသည်ဤမင်္ဂလာသည့်ဆာစကားတို့ကြောင့်အင်ရှင်မိသားစုဝင်များအလုံးတရားနာပရိသတ်များအလုံးဤဒီနေရာရဲ့၄မျက်နှာ၈မျက်နှာ၁၀မျက်နှာမှရှိတဲ့မြတ်သောပုဂ္ဂိုလ်တွေမမြတ်သောပုဂ္ဂိုလ်တွေအမိမြမပါပြီးသူဒီသားများ ကဘာသူကဘာသားများ30ဘုံသားများအာလုံးပေးရန်ခတ်သိမ်းခြင်းကြပါစေဒေါသခတ်သိမ်းခြင်းကြပါစေရောဂါခတ်သိမ်းခြင်းကြပါစေဆင်းရဲခတ်သိမ်းခြင်းကြပါစေနှလုံးစိမ်ဝင်အေးချမ်းကြပါစေတရောင်းနုကိုစီကိုစီခန္ဓာဝင်သာသနာဝင်ကိုလွယ်ကူစွာဆောင်တော်မူနိုင်ကြပါစေတန်ခေါ်မြတ်စွာဘုရားတပည့်သားတန်ခါအရိယတန်ခါရရှင်များအပေါင်းတို့သည်တပ္ပပါဏိနာအလုံးစုံသောတတဝါတို့၏ပုံညာရကောင်းမှုမျိုးစုံဆိုင်ပြေးဝအလုံးငါလောကီလောကနှင့်တပုပ္ပန်သောကောင်းစွာပွင့်ထွန်းတော်မူခဲ့ပါပေ၏ ဒီစကားဒီမင်္ဂန်နဲ့သက်ဆိုင်တဲ့စကားဖြစ်ပါလိမ့်။ဒီမင်္ဂန်ဒီသက်ဆိုင်တဲ့စကားတို့ကြောင့်ယနေ့ဆေးဝါးရရှိလာတဲ့အာလုံးသာသနာဆွေတော်မျိုးတော်များအင်ရှင်မိသားစုဝင်များအရဟံပရိသတ်များဣညာတနအရက်လေးမျက်နာအရက်ရှင်းမျက်နာအရက်ဆယ်မျက်နာမှာရှိတဲ့များများပုဂ္ဂိုလ်တွေအမေမြန်မာပြည်သူပြည်သားများကဘာသူဝါသားများ30လောက်သားများအားလုံးလူနတ်မြန်မာသားဝါအားလုံးဘေးရန်ခတ်သိမ်းခြင်းကြပါစေ။ဒေါသခတ်သိမ်းခြင်းကြပါစေ။ရောဂါခတ်သိမ်းခြင်းကြပါစေ။ဆင်းရဲခတ်သိမ်းခြင်းကြပါစေ။နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ တရာဝနုကိုစီကိုစီခန္ဓာဝင်သာသနာဝန်ကိုလေကူစားဆောင်တော်မူနိုင်ကြပါစေအားလုံးသော သာသနာဆွေတော်မျိုးတော်ပေါင်းတို့အနေငယ်ဝမ်းမြောက်ပွဲတရားစကားပြောမယ်ဆိုတော့အတည့်ရဲ့ကောင်းမှုကုသိုလ်ကံဆွမ်းအားကြောင့်အလွန်မြင့်မြတ်တဲ့လူဘဝကိုရရှိလာကြတယ်အဲ့ဒါကိုဦးဇင်းတို့စာပေမှာတော့မနုတ္တတဘာဝဒုံဘောလို့ဒီလိုဆိုပါတယ်မနုဿဂျုန်ဤအောင်လုကလာကြီးဘုဒ္ဓလဘူတဲ့ मान्छे 1 लाख बितेर जान्छ एकजना फेरि मनुष्य जुनी पुग्नको लागि बहुत गाह्रो बहुत कठिन बहुत दुर्लभ छ रे हेलो या खेरे द तर हो जिरो नमन्ने का लोकमा तमा तमुडा भया छिन पुन्ह न मुगु अलो खेखे बारे संसारमा भगवान बुद्ध उत्पन्न हुनुको लागि नि बुद्ध दुर्लभ हो नि अलो यागे रे भया पुन्ह दिने दरावन उजनो जिमे सोले မြတ်ဗုဒ္ဓတာသနာနဲ့လာပြီးကျုံတယ်မြတ်စွာဘုရားပြိဋိနေမှာပြန်ဆံသွားပြီမြတ်စွာဘုရားမရှိပေမဲ့တာသနာအဆုံးမရှိနေတာသနာအဆုံးမကိုတည်ဆောင်ပေးနေတဲ့တန်ခါတော်တွေရှိနေအဲ့ဒီလိုရှိနေတဲ့ဒီတရားတွေကိုလက်တွေ့နာခွင့်ရမယ်ဆိုရင်တရားကောင်းတို့လောကမှာကုသိုလ်အကုသိုလ်ခွဲခြားပြီးတည်သွားတယ်ကုသိုလ်အကုသိုလ်ခွဲခြားပြီးတည်သွားတယ်နှစ်ချက်ရှိသွားပြီနံပါတ်1လူပေါ်ရခဲ့တယ်နံပါတ်2လောကမှာဘုရားပွင့်ဖို့လုံခက်ခဲတယ် နံပါတ်3ကသရတံပတိတုံလာပါဘုဒ္ဓဓမ္မစံဃာကိုမာတိမဆရဒဟုနကလာနဘုဒ္ဓလာပေါ့နဲ့သရတရားနဲ့ပြည့်စုံဖို့ဟာလဲတုံလာပါပဲဒီနေ့ကမ္ဘာလူကြီးတောင်းပေါင်း8000ကျော်တော့တောင်းပေါင်းဘယ်လောက်ကျော်သားပြီ8000 8000ကျော်မှာ ခရိယန်တောင်းပေါင်း2000ကျော်ပြီအစ္စလာမ်တောင်းပေါင်း1500ကျော်ပြီဟိန္ဒူတောင်းပေါင်း1000ကျော်ပြီဘောဓဘာသာကလူနည်းစုပဲရှိတယ်တောင်းပေါင်း360 အဲ့ဒီမှာယန္နာသုံးပါးကိုနှစ်နှစ်ကကကြည်ညိုတဲ့တရားတရားပြည့်စုံဖို့ဆိုတာလည်းပဲဒုံတော့ပါပဲကမ္ဘာလူကြီးရဲ့တန်ပေါင်း၈000ကျော်ထဲမှာဗုဒ္ဓဘာသာမှာဆိုတာလူနည်းစုပဲเนาะတရားကောင်းကြည့်လေအဲ့ဒီထဲမှာလည်းတရားကောင်းဥစ္စာမှာဘာပဲပြောပြောဗုဒ္ဓကိုကြည်ညိုတဲ့တရားတရားရှိတယ်ဓမ္မတန်ခါကိုကြည်ညိုတဲ့တရားတရားလည်းရှိကြတယ်အဲ့ဒါလည်းဒုလပဲတဲ့ဒုံတော့ပါပဲတဲ့သုံးချက်ပြီးသွားပြီလောကမှာလူပွားရခဲတယ်ဖယောင်းပွင့်ဖို့အလွန်ခက်ခဲတယ်

शुद्ध हुन्छ कल्याण हुन्छ सेन्टेन सेन्चे रे हो न सेन्चे रे ढोकामा कुदो आकुदो खैछापी तिरे टिटमा त हामीले सिए न कुदो आकुदोमा तिन आयौँ मति नै आयौँ न कैछापीमा तिहौँ र हुनु प्यान जी भयो हाम्रो पहिला सानोमा नि नबुझ्दाखेरि मार्ग दिनमा हामीले के काटिन्छ बाख्रा काटिन्छ नि बाख्रा काटेर हामीले कुसैलाई पाइन्छौँ भनेर सम्झेको थियौँ नि साँच्ची नै अघि तपाईँले पञ्चशील लिनुभयो पञ्चशीलमा पानाति पाता वै रामनि सिक्खा समाधि समाइहाल्नु हामीले अर्काको ज्यानलाई मार्दैन तपाईँले भन्नुभयो नि आज बुझ्दाखेरि हामीले मारिदिन्छ कि त नाम लिएर तटा नाम लिएर तटाले ना मारको दिनमा हामीले बाख्रा काटिदिन्छ कुखुरा काटिदिन्छ ए यो काट्यो भने हामीले कुशल पो पाउँछ कि भन्ने भावना थियो नि नि आज बुझ्दाखेरि चाहिँ ए अर्काको ज्यान मारे भए आफू पनि एक दिन आफू पनि मारै खाइन्छ ကိုလက်တက်ခံရမှာနော်အဲ့ဒါအရေးကြီးတယ်နော်အဲ့တော့ဟိုတက်ရောက်မှုတိုင်းမှာတံပြန်တက်ရောက်မှုဆိုတာရှိတယ်လေကိုလှုပ်လိုက်တဲ့အဖြစ်ဒီအာဖူလီဖေးဒီဘောခုနဘောချောအာဖူလီကော်ဒီကိုနီဟိုအာဂျီယန်နီဆမ်လူဒေးစမာဒေးဒေးနီဂျန်တာရူမဒုက္ခဝိုင်ကိုချန်နီအာဟာမီလီကိုလိုက်ဘဒူလက်ညှိုးထိုးရမှာအာမနီကော်မာဟိုအာဖူလီကော်ဒီကော်မာနီ भले सर हामीले कुन सरकार राम्रो छैन कुन सरकार राम्रो छैन भनिन्छ नि साँच्चै त आफ्नै कर्म अटैका गोलो खेर कान्ने त्यहाँ पैसा नि यहाँ उसै नानले ल्यायो टु प्यो प्याम आखारामा मेसा बिहाको तङ्गा र खना पा त फुरे यहाँ डरे नि अस्यम्या खना पा भगवान्लाई दर्शन गर्ने भनेर उहाँले जङ्गलदेखि दबै तलाउँ तेङ्गान टौठेन लाजा အဲ့တော့မိုးလည်းနဲ့နဲ့ချုပ်တော့သူတို့က ဂူဖာတစ်ခုတည်းဝင်သွားကြတယ်အနားယူမယ်ဗောဒီဂူမှာအဲ့ဒါအဲ့ဒီမှာသူတို့အနားယူကြမယ်မနဲ့အာယုံမထက်ခင်အော်ဒနောင်းတယ်အဲ့ဒီဂူပောက်ကိုကြောက်တုံးကြီးလာပိတ်သွားတယ်ကြောက်တုံးကြီးကြီးနော်အဲ့တော့အရှင်မြတ်တွေထွက်ဖို့ကမလွယ်တော့ဘူးအဲ့ဒီချိန်မှာထွက်ဖို့မလွယ်တော့ရွာသားတွေလည်းကြီးတော့ဩညလုံးကတန်ခါခုနှစ်ပါးတည်းတည်းဝင်သွားတယ်သွားမယ်အဲ့ဒီမှာကြောက်တုံးကအပေါက်ပိတ်သွားပြီငါတို့သွားဖယ်မယ်စူးစားပြီးဖယ်တယ်ကြောက်တုံးကမရွေ့ဘူး ဘာလဲကြောက်တုံးသားကြီးတာပေါ့အဲ့ဒါနဲ့ဒီကြောက်တုံးကြီးကိုစောင့်လိုက်တာဘလောက်ကြာသွားလဲခုနှစ်ရက်နေတော့အလိုလိုလိတ်ဆင်းသွားတယ်အဲ့တော့အထက်မှာရှိတဲ့ခုနှစ်ပတ်ကဆုံးမစားတာခုနှစ်ရက်ရှိပြီလေအားပြတ်ပြီအဲ့တော့အပြင်ထွက်လာတဲ့ချိန်မှာသူတို့အားကုန်အဲ့တော့ရွာသူရွာသားတွေကဩအရှင်မြတ်တွေမှာတာပင်မန်းသွားပြီတခါတည်းမှာရေပူရေချမ်းနေစီမံပေးတယ်ခိုးလေးပေါ့နော်စံပြုတ်လေးတွေကျိုးပြီးတော့မှတည်တည်ကြာစီမံပေးအားနည်းနည်းပြည့်တော့လမ်းလျှောက်နိုင် အဲ့ဒီလည်းနဲ့ဘုရားရှင်စီကိုရောက်တယ်။မြတ်စွာဘုရားတည်တယ်လေသူတို့အခြေအနေတွေအားလုံးခြေတော်တို့ဘယ်ကလာခလာချက်လာခင်းကြတယ်လဲ။ဟိုလမ်းကြီးမှာအစဉ်ပြေးရလား။ဟိုစကလုံးကို तू ကမြတ်စွာဖော်ခြင်းတော့မေးတာ။တည်တယ်သူတို့ဘာဖြစ်လာလဲဆိုတာ။မြတ်စွာဘုရားကိုလာဖူးတာလမ်းမှာဒီလိုပဲပေါ့နော်။ဂူထဲဝင်ပြီးတညနားလိုက်တာ။ဂူပေါက်ပိတ်ပြီးတော့မှခொနည်းရသူတို့ဒုက္ခရောက်တဲ့အကြောင်းတွေကိုရှောက်ပြတော့မြတ်စွာဘုရားကအတိတ်ကိုပြန်ဇက်ရှောင်ပြတယ်။အတိတ်ကို नि वालुको जुनीमा के बछ भने फेरि भन बदल भन्नु भएको नि छेतालो रे तखु दो बुवामा नुवा चाउदा खन उ सिखे हु रे एरी नुवा चाउदा खन उ गा नुवा चाउ ने तनिया तनिया तो खन ये नुवा रे को सजे थे चाउ ने बो एरो खन ये पि रो नाउ तनिया ब्यान ब्याउ सो रो एरी निमा नुवा तै खान नि ने ले वेन नाउ मे တောင်ဖို့တခုတည်းကိုဖုတ်ကောင်တကောင်ဝင်သွားတော့ဒီဖုတ်ကိုသူတို့ကဖမ်းချင်တာ နွားသိမ့်ချင်ရောက်တော့သူတို့ဘာလို့လဲကဲမနဲ့ပြန်ကျန်တော့ဒီဖုတ်ကိုဖတ်မယ်ဆိုပြီးတော့မှအဲ့ဒီအပေါက်ကိုကြောက်တုံးကြီးဖိခဲ့အဲ့ဒါနဲ့သူတို့နွားသိမ့်ပြီးပြန်သွားပြီနောက်တည့်ကျတော့စကြက်ကရွှေ့သွားပြီ တပတ်တပတ်ပဲကိုနောက်တည့်မှစကြက် တပတ်ကြောင်းပြီးပြန်လာ နောက်တပတ်ပြည့်လို့ပြန်လာတော့အဲ့ဒီတောင်ပို့မှာကြောက်တုံးတွင်းမှာတရေရတယ်လေဩပြီးခဲ့တဲ့အပတ်ကတို့မေ့သွားတာအထက်မှာငါတို့ဖုတ်ကောင်လေးကိုဖမ်းမယ်ဆိုပြီးတော့မှ ကြောက်တုံးဖယ်လိုက်တော့ဖုတ်ကောင်ကအပြတ်နေပြီတုံချီတုံချီနဲ့အပြင်ထွက်လာတနာပြီးမှရေလေးတိုက်အစားတောက်လေးတိုက်ပြီးလွတ်ပေးလိုက်တဲ့ချက်သားတို့တဲ့အတိတ်ကအဲ့ဒီနွားချောင်းသားခုနှစ်ဦးဒီချက်သားတို့ခုနှစ်ပါပဲတဲ့နော်အဲ့ဒီဘွားမှလာချက်သားတို့အဲ့ဒီဖုတ်ကိုတတ်ခတ်မယ်ဆိုရင်အခုဒီကြောက်တုံးကြောက်ချက်သားတို့တေဘွားဝင်ကြမှာတဲ့ပြန်တော်မူကြမှာတဲ့အဲ့တော့ကချက်သားတို့ဖုတ်ကောင်လေးကိုကြည်တနာပြီးတော့မှရေတွေတိုက်အာဟာရတွေကျွေးလိုက်တယ်မတတ်တော့အခုလည်းချမ်းချမ်းတန်တန်ငါပြားရှင်ရောက်လာတယ် အတိတ်ဇက်ကိုဆောင်ပြီးတော့မှတစ္ဆာလေးပါခေါ်လိုက်တော့ရန်တိုင်တွေဖြစ်သွားကြတယ်။ပြောကြတာကကာရဏကာရိယကိုပြောကြတယ်။အကြောင်းအကျိုးတွေလေ။ဘာတွေလဲလဲ။အကြောင်းအတိတ်ရဲ့အကြောင်းတွေကိုပြန်ပြီးကိုယ်ပိဆက်နေရတယ်။ကောင်းတာလည်းဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ပြန်ပြီးတော့မှနှကြုံရတယ်။အတိတ်ကကိုယ်လုတ်ခဲ့တဲ့အကြောင်းကျိုးတွေပဲကျွန်တော်ကောင်းကြီးတို့။အဲ့တော့အခုဒီမှာပြန်ပြောမယ်။လူပေါ်ရခဲ့တဲ့ထက်မှလူလူဖြစ်နေတယ်။ဖះပွင့်ခြင်းနဲ့ကြုံနေတယ်။ယန္တာသုံးပါးကိုကြည်ညိုတဲ့တရားတရားလေးရှိကြတယ်။ မကြမကြတရားနာရတယ်။ဟောပါပိစီတာပါဟောတုံတော့ပေါ့။တရားနာဝိပဿနာအထုတ်နေတာပဲလေ။ဝိပဿနာအထုတ်တဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားကဘိက္ခုလို့အမည်နာမပေးတော်မူတယ်။ခန္ဓာမှာတတိကပ်ပြီးရှုမှတ်တဲ့ပုဂ္ဂိုလ်ကဘိက္ခုပဲတဲ့။အဲ့လိုဆိုရင်ယောဂီတွေဒလုံးမတရား၅ပါးလုံးပြည့်စုံနေတယ်နော်။ခန္ဓာပါပြည့်စုံနေတယ်၅ပါး။အဲ့ဒီဒုလဘဆိုတဲ့၅ပါးပြည့်စုံနေတဲ့အချိန်မှာတရားကောင်းကိုစူးစမ်းကြဗျ။စူးစမ်းအထုတ်ကြ။ဒီနေ့ဘေးပတ်ဝန်းကျင်မှာကြည့်လိုက်ပါ ဦးဇနမြန်ပါပြီးမှာကတ်ကိစ္စနဲ့လူတွေအများကြီးမတည်ဘူးလားတည်ပါပါဘုရားမန္တလေးစကိုင်းအများကြီးပဲပါသွားတဲ့ထက်မှာကိုယ်နဲ့ပတ်သက်တာတွေလည်းပါသွားလိမ့်မယ်တည်ပါပါဘုရားကြားလည်းကြားပါလိမ့်မယ်ကိုယ်နေပါတယ်လည်းပါတာပဲလေနော်တည်ပါပါဘုရားတိုင်းကမြန်မာတွေလည်းမသွားကြဘူးလားသွားကြပါဘူးအဲ့ဒီထက်မှာပါသွားကြတယ်နော် တိုက်ပြူပြီးတည်တာတွေမရှိဘူးလားရှိပါတယ်အစံတော့အဲ့ဒီလိုပဲတရင်ကြလို့လိုက်သွားကြည့်တဲ့အချိန်မှာတချို့တန်ဃာတော်တွေတချို့လက်ပြတ်သွားတယ်တချို့ခြေထောက်တွေအောက်ပိုင်းကနှစ်ခုလုံးပြတ်သွားတယ် တချို့ပြန်တော်မူတဲ့အများကြီးတွေ့ရတယ်နော်အနဲ့ဦးစင်းတို့စကိုင်းသွားတယ်လိလာတယ်လူကြရှိတာလူတယ်စကိုင်းဆေးယုံကရင်နေရသွားကြည့်တယ်အများကြီးပဲခြေပြက်လက်ပြက်တွေဟောဦးစင်းတို့ပြုံးလင်းဆေးဆေးယုံမှာတင်ထားတယ်အဲ့ဒီမှာမန္တလေးမှာဖြစ်တဲ့တန်ဃာတော်တွေရှိတယ်တိလရှင်ဆရာကြီးဆရာလေးတွေရှိတယ်သွားပြီးနှုတ်ဆက်တချို့လည်းပဲလက်မောင်းပြက်တချို့လည်းခြေပြက်အဲ့ဒီမှာဦးစင်းတို့လက်အုပ်လေးလေးချီးပြီးလိုက်ပြီးအားပေးစကားပြောသူတို့လက်ပြန်လက်အုပ်ချီးတယ် လက်တစ်ဖက်မရှိတဲ့ပုဂ္ဂိုလ်လက်တစ်ဖက်နဲ့ပဲသူတို့လက်ဥချီတယ်။အော်ဥစဉ်တတိယရှေးစတော်ကြီးတွေဆုံးမတော်မူတာရှိတယ်။သူတော်ကောင်းတို့ခြေလက်အင်္ဂါတွေကောင်းတော့မှကတော့ဘုမမေ့ချနဲ့တဲ့။ယန္နာသုံးပါးမိဘဆရာသမားကိုကတော့ဘုမမေ့ချနဲ့တဲ့။အဲ့ဒီခြေလက်အင်္ဂါတွေပျက်စီးသွားတဲ့ခါကျမှအရင်တုန်းကမကတော့လိုက်ရနေခြင်းဆိုပြီးတော့မှအဲ့ဒီခါမှတောင်းလိုက်ရတတ်တယ်။အခုကြည့်လိုက်တဲ့ခါကျလက်ပြတ်တဲ့အရှင်ဘက်တွေကတော့ချင်တယ်လက်ကတစ်ဖက်တည်းရှိတော့တယ်လေ။ နော်ဒါလေးကြည့်ပြီးတံမေကယူဖို့ပြောတာပါနော်အဲကြောင့်ယောဂီတို့ဒေခြင်းတရားဆိုတာကတ်နေဘယ်နေ့ဘယ်သူဘယ်လိုသွားမှမသိရအောင်နော်မသိရအောင်ပါပြီးခဲ့တဲ့ဝါတွေဥစဉ်ဟောပုံးဆိုမိမှာဝါဆိုဝါကတ်တဝါတယ်လို့ဆိုတော့ဥစဉ်ဘယ်မှမလိုက်ဘူးကိုတရားလေးနဲ့ကိုနေတော့တလှပြည့်တော့ဥစဉ်မိတ်ဆွေဘုန်းကြီးတစ်ပါးလာပက်ရှင်သူရိယကြီးတဲ့ကြွပါအောင်ယူအောင်မြတ်တာလေးလိုက်ပို့ပေးပါဦးတဲ့ယူအောင်မှာတော်တော်များများထိခိုက်သွားတယ်တဲ့ သူတော်ကောင်းတို့ကြောင်းမှာပေါ့ကလောမှာရည်ကြီးပြီးတော့လူတွေအများကြီးတည်တယ်လေအဲ့ဒီလိုပဲဦးဇင်းတို့ဟိုပုံးမဲနဲ့တောင်မှာလဲတောင်ပြူပြီးတော့မှတောင်ကြရည်နဲ့တစ်တုံးကြောက်တုံးနေပါလာတယ်ကြောက်တုံးတတုံးတတုံးဆိုဘယ်လောက်လောက်ရှိမလဲတခါကြီးတို့တရားကားအငယ်လောက်ရှိတယ်နော်အဲ့လိုကြောက်တုံးကြီးတွေလေကင်းထဲမှာခုန်ပြည့်အဲ့တော့တစ်တုံးကြီးတွေအကြီးကြီးတွေပဲရည်နဲ့မျောပါလာညတနိုင်ချိန်မှာမြင်းငလင်လှုပ်တယ်လို့ပဲတကယ်တော့မြင်းငလင်လှုပ်တာပေါ့ ကြောက်တုံးတစ်တုံးနေရရေနဲ့မျောပါလာသူတို့ရဲ့ vibration တွေပေါ့နော်တုံခါမှုတွေဖြစ်အဲ့ဒီချိန်မှာညတနင်္လာဘေးအိမ်ကလည်းဟာရေကြီးလာပြီရေတွေမျောလာပြီကြောက်တုံးတစ်တုံးနေဘေးအိမ်ကိုလမ်းမီတရင်ပေးတယ်ခိုးကထူးတုံးရှိသေးတယ်အကုန်လုံးဖိသွားပြီတအိမ်ထဲက6ဦးအဲ့ဒါဖို့ပြီးသားပဲအဆနာမတွေ့တော့အပေါ်မှာတစ်ခါနဲ့တဲဒီကြောက်တုံးတစ်တုံးနေအကုန်ပြီးသွားပြီအဲ့ဒီနေရာလေးမှာရက်ပြီးတော့မှအခုနလိုပဲမြေတားတုတ်တွေပေါ်ပြီးရုပ်ပေးတယ် နောက်အဲ့ဒီလိုတောင်းလျှောက်လိုက်ကြည့်တော့28ဦးအဲ့ဒီရွာရိုးတစ်လျှောက်မှာတေကျေပြက်စီးသွားတယ်တဲ့မြစ်တာလေးပို့အမြဝေးပြီးဦးစင်တို့ကြောင်းပြန်လာတယ်ပေါ့ပြောချင်တာကတေကျေတရားဆိုတာကတ်နေတာကိုပြောချင်တာနော်အဲ့ဒါကြောင့်တော်တော်ဦးစင်တို့လည်းပဲရရှိတဲ့လူဘဝမှာတာသနာနဲ့ကြုံတုံးမှာမိမိတို့ဆွမ်းနိုင်သလောက်ငါးပါးသီလထိုင်းပါဂုံတော်တွေပွားပါမြတ်တာတွေပွားပါအစစ်မနဲ့ဝိပဿနာတရားတွေအားထုတ်ပြ အစင်မနဲ့ဥပဒနာတရားတွေအာထောက်ရောက်ပါဗျာတရားစခန်းဝင်နိုင်တဲ့ပုဂ္ဂိုလ်တွေဝင်မှာမဝင်နိုင်ဘူးကိုယ့်အိမ်မှာကိုတကြိမ်ရရနှစ်ကြိမ်ရရထိုင်ပေးပြာနော်ဒီနေ့ဦးစင်အိန္ဒိယကိုရောက်တော့လေ့လာကြည့်ကြည့်တယ်အိန္ဒိယမှာ2020ရက်ပေါင်းတရားသွားနေတော့ရက်ပေါင်း80ဗောဓိပင်အောင်မှာတရားထိုင်ခွင့်ရတယ်ဂျန်နဲ့ရက်ပေါင်း30ကိုတော့ဒီလီတို့ဘုံဘီတို့လက်ပြီးကြည့်ကြည့်တယ်အဲ့တော့ယထာစီးတဲ့ချိန်မှာဘုရားယုံမှယထာဆောက်နေတော့အိန္ဒိယနေလာနှုတ်ဆက်တယ် သူတို့နောက်ဆက်တာကတားချစ်စရာကောင်းတယ်နော်စကလုံးလေးကတားလာဝန္နာမိဗန္ဒေတဲ့ပါဠိလိုနှုတ်ဆက်တာနော်ဝန္နာမိဗန္ဒေသူတို့နှုတ်ဆက်တယ်တကယ်တော့အရှင်ဖျားကတော့ပါလေလို့ပါဠိလိုနှုတ်ဆက်တာလေအဲဦးစင်တားစိတ်ဝင်စားသွားတယ်တရားစခန်းနေဘယ်နေချိန်ဝင်ဘူးတုံးဆိုတော့အချိန်40အချိန်ဘယ်လောက်လဲ40ပါဗျာတလစခန်းပါနလစခန်းပါ ဆဲစခန်းတော့အနေဆုံးပဲနော်အဲ့ဒီလိုနဲ့အာထုတ်တဲ့ပုံကိုတော်တော်များများတွေ့တော့ဦးစင်းကစိတ်ဝင်တစားနဲ့မေးတယ်ဟုတ်ပြီဒီနေ့မှာတော်တော်ယဉ်ကျေးတယ်တွေ့ရတယ်ဘီဟာလီနဲ့မတူဘူးဘီဟာလီပြည်နယ်ကတားကျန်းနယ်ဇယိုက်တရကရတော်ဝိုက်ကကျန်းနယ်လေဘီဟာနယ်ဟိုဗျာနော်အဲ့တော့အဲ့ဒီဘုံမေတော်ဝိုက်ကယဉ်ကျေးတိမ်မွေးတယ်ဒီမှာဘုရားဘာသာဘယ်လောက်ရှိတယ်လဲမေးတော့တန်90ရှိတယ်ဘုရားဘာသာဘယ်လောက်ရှိရလဲတန်90ဩဝန်တာသွားတယ်အဲ့ဒီမှာဖိုးကြီးချောင်းပေါင်း100ရှိတယ်တဲ့ ဲ့တော့သူတော့ဂွေငါကြီးကျေးဇူးတွေလေအဲ့ဒီရှင်းမှာတော့ဘုသူကျေးဇူးလဲဆိုတော့ဦးဇင်းတို့ဒီအနာဂါရိကဓမ္မပါလာဆိုတာရှိတယ်သူကျေးဇူးက နေတဆင့်ဒေါက်တာအမ်ဘေကာကြားဖို့မှာပေါ့အိန္ဒိယနိုင်ငံဥပဒေရေးဆွဲတဲ့ပုဂ္ဂိုလ်လေသူရဲ့ကျေးဇူးကြောင့်ဗုဒ္ဓဘာသာတွေဖြစ်ပြီးတော့မှအိုးယဉ်ကျေးတိမ်မွေ့စခန်းနေတော်တော်အားထုတ်ထားတယ်သူတို့ကလေဂွေငါကြီးရဲ့ရဲ့ကျေးဇူးကြောင့်ဆရာကြီးဥပကင်တည်တဲ့အနာဂံဥတ္တကြီးတည်တဲ့လေဒီဆရာတော်တည်တယ်သူတို့လေးတွေဟာအော်ဝမ်းသာလိုက်တာလို့ ဲ့တော့သူတို့လေးရဲ့ယဉ်ကျေးတိမ်မွေးတရားတွေအထုတ်ပြီးတော့မှအဲ့ဒီလိုပြောင်းလဲကုန်တော့ဦးစင်းကလည်းကိုမြန်မာပြည်မှာရှိတဲ့ကိုနေပါလီတာဂျီဝိုင်တီတီဘိနေတယ်များများအထုတ်စေချင်တာပေါ့နော်အထုတ်စေချင်တယ်တော်တော်ကောင်းလို့ကြိုးစားအထုတ်ပါများများအထုတ်ရင်ငြိမ့်တယ်နောက်ဦးစင်းတို့ဘူတန်လေဘူတန်နိုင်ငံတနိုင်ငံတော့၅ဘာတီလာလုံနေနော်သူတို့နိုင်ငံမှာအရက်မရောင်းဘူးဗျ။ဟုတ်ပါဗျာ။တကိုင်းလေးတောက်လာမသိဘူး။နော်။သူတို့နိုင်ငံအရက်မရောင်းဘူးနော်။အရက်မရောင်းဘူးအရက်ပေးမတောက်ဘူးသူတော်ကောင်းကြီးတွေ သူတို့နိုင်ငံမှာပြစ်မှုဆိုင်ရာဘာအကြီးဆုံးလဲလို့ကြည့်လိုက်တော့ဘုံကြီးကျောင်းနဲ့ဖနှတ်စည်းတဲ့အဖြစ်ကအကြီးဆုံးနဲ့ဘုံကျောင်းနဲ့ပါစည်းတဲ့အဖြစ်လဲကဲမယင်ကျေးဘူးလားယင်ကျေးပါဘူးမတိမ်မွေးဘူးလားတိမ်မွေးပါလားဘာဘာဒီလားမထင်းဘူးလားဗျာတိမ်ပါပါဗျာအဲ့တော့ဘူတန်နဲ့နေပါလီစကားကောင်းကောင်းရတယ်နော်ဘူတန်နေတွေ့နေပါလီသာနှုတ်ဆက်ဗျာကောင်းကောင်းပြောနိုင်တယ်သူတို့ကလေအဲ့တော့သူတို့လေးတွေကဝက်စားဆင်ရင်မှုနဲ့တအားတိမ်မွေးတယ်စကားပြောလဲတအားချိုးတယ်သူတို့လက်ထက်မှာပဒီးရှိတယ် အမြဲတမ်းဂုံတော်ပွားတယ်အဲ့တော့သူတို့မျက်နှာတွေကကြီးပြီးတန့်ရှင်းနေတယ်တကဘာလုံးကိုဗစ်ဖြစ်တဲ့သူတို့နိုင်ငံမဖြစ်ဘူးနော်သူတို့နိုင်ငံမလာလဲမဖြစ်ပါဘူးဗျာအဲ့ဒါတိလဆွမ်းအားပဲဘာဆွမ်းအားလဲဗျာတိလဆွမ်းအားအဲ့ကြောင့်သူတို့ကောင်းကြီးတွေကြိုးစားကြနော်ငါဘာတိလထိန်းကြနော်ဂုံတော်မျက်တာပွားပေးနော်တမနစ်ပြောပြီးသိမ်းတော့မယ်နော်အဲ့ဒါကအေယာဝတီမြက်မကွေးမြတ်တလုံးမှာရေဒီစီးဆဲနေတော့ တန်ငါတဲ့ကသွားပြီးငားများတယ်ပိုက်ကွန်တားတယ်ငားအကောင်ကြီးကြီးမိတယ်ဝမ်းသာတာဗောငားများတဲ့ပုဂ္ဂိုလ်ငားမိတယ်ဆိုတော့အရှင်ကြီးလေးပိုက်ထဲမှာဖမ်းလာပြီးအိမ်ထဲမှာအုတ်ကန်တဲ့ရေတဲ့ထက်လွတ်ထားအေးရေးပြက်လို့ခဏအိတ်လိုက်တာအိမ်မက်မက်တယ်ဗာမက်တယ်လေငားကအိမ်မက်ပေးတာနော်ဖြစ်နိုင်ချုပ်ကိုလွတ်ပေးပါတဲ့ဒီနေ့ဥပုံနေတဲ့မနေ့ပြမဝေးမြတ်သလုံးဘုရားကိုအဒီနေ့ပေါ့နော်မဝေးမြတ်သလုံးဘုရားကိုလာဖူးတာတဲ့ရှက်ပါသီလနဲ့နေမလို့တဲ့ အဲ့တော့ဥပုပ်လက်ပြီးကျော်တရက်တေချာပေါက်လာခဲ့မယ်တဲ့အဲ့ဒါနဲ့အိမ်မက်ကနေလန့်နှိုးသွားပြီဟာငါသူတော်ကောင်းကြီးဖမ်းမိပြီချက်ချင်းပဲအဲ့ဒီငါးကိုယူပြီးမြက်ထဲသွားလွတ်ပေးလိုက်တယ်လက်ပြီးကျော်တရက်နေအဲ့ဒီငါးသူ့ပိုက်ထဲမှာအသေးလေးလာမိနေတယ်ဗျတက်စာမရှိဘူးလားကဲယောဂီတွေသူတို့ကတော့ပါရမီဖြည့်နေတယ်လို့ဥစဉ်တော့မှန်းလို့ရပါတယ်နော်ငါးဖြစ်ပေမဲ့ဥပုံနေမှာပါယူတာလေသီလယူတာသီလယူတာငါးပါးလားရှစ်ပါးလားရှစ်ပါးပါကဲမနေ့ပြန်ပါနေလေလာပြင်းနေ ပါပါသီလာရှစ်ပါးသီလာယူကြတော့ပါပါဘုရားမင်းကရှစ်ပါးသီလာယူနိုင်ကောင်းတယ်နော်ပါပါတရားနာကျင်တော့ဖိတ်ပါလေမဒီနာဟဲ့တင်ကြောင့်မဦးဇင်းတရားဟောလို့မနေကြမနေကိုနိုင်ကွယ်နော်ဟဲ့တင်တော့မခဏနေလိမ့်စာယူလဲပေါ့နိအဲ့မှာကိုခွဲဆယ်ခွဲတကြိမ်ဟောမယ်ပြီးဦးဇင်းပြတ်မယ်လေတောင်ကြီးပြတ်နော်ပါပါအဲ့ဒီနေ့အားလုံးပြီးသွားပါပြီနောက်တစ်ခေါက်ကြမှာရန်ကုန်မှာ၁၀ရက်လောက်နေပြီးရန်ကုန်ကနေပါတိတယ် လိုက်ပေးပါမယ်ကြွပေးပါမယ်ပြင်ရတယ်နော်ပြင်ပါပါတချို့လဲပြင်ချင်တယ်ဦးစင်းကလည်းရက်ကတအကြက်တော့လीပြင်ပါဗျာသူတို့စွန်းတောင်းမှာကြောက်လို့တိတ်တိတ်လေးလာလာဒါလည်းကိုရမ်းလို့ဘယ်လိုသိသွားလဲမသိဘူးအဲ့ဒါလည်းဒီကိုရောက်လာပြိလိုက်ရုပ်ပေးပါမယ်စွန်းတော့မသုံးတော့ဘူးနော်လို့တောင်းမှာလာလीပြင်ပါဗျာအဲ့တော့နောက်တစ်ခေါက်ဦးစင်းလာခဲ့ပါမယ်လာတဲ့ခါကျတော့အခါမိမိတို့ပြင်နေဆိုဦးစင်းတို့လိုက်ကြွားပေးမှာပေါ့နော်ပြင်ပါဗျာဒီတစ်ခေါက်ဦးစင်းတို့မကြွားနိုင်တော့အားလုံးကိုဦးစင်းကတောင်းပါနဲ့နော်ပြင်ပါကဲအားလုံးပဲငြိမ်းချမ်းပါစေတော်လေးသုံးချင်ခေါ်ဗျာ သာဓုသာဓုသာဓုအမြတ်ပြိမယ်လားပြိမယ်အလုံးလိုက်ဆုံးမယ်နော်အရှင်ဘုရားအရှင်ဘုရားတပိတော်တို့သည်တပိတော်တို့သည်အနန္တ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 ငါးပါးတို့ကိုငါးပါးတို့ကိုဥထိတ်ထားနဲ့ဥထိတ်ထားရဲ့အန္တရေကင်းအန္တရေကင်းပရိတရားတို့ကိုပရိတရားတို့ကိုနာယူကြပါကုန်၏ ယနေ့ယခုယနေ့ယခုပြုပြုသမျှသောပြုပြုသမျှသောဒါနတိလဒါနတိလဘာဝနာဘာဝနာကုသိုလ်ကောင်းမှုကုသိုလ်ကောင်းမှုအဆုစုတို့ဤအဆုစုတို့ဤအဖို့ဘာကားတို့နှင့်ဘုဘာသာတို့နဲ့ရှင်ဘုရားတို့ရှင်ဘုရားတို့တန်ဃာတော်များတန်ဃာတော်များနေ့စဉ်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 ပွားများကြရသည် ဘာညာကြာယတိဒါနတိလဒါနတိလဘာဝနာဘာဝနာကုသိုလ်ကောင်းမှုကုသိုလ်ကောင်းမှုအဆုစုတို့ဤအဆုစုတို့ဤအဘုဘာကတို့ကိုအဘုဘာကတို့ကိုလက်ရှိဖြစ်သောလက်ရှိဖြစ်သောမိခင်ဖခင်မိခင်ဖခင်ကွယ်လွန်ပြီးသောကွယ်လွန်ပြီးသောမိခင်ဖခင်မိခင်ဖခင်ဆရာသခင်ဆရာသခင်ကျေးဇူးရှင်ဘုန်းတော်အား၎င်းကျေးဇူးရှင်ဘုန်းတော်အား၎င်းကိုဆောင်နံကိုဆောင်နံ ပိန်ဆောင်နံဝိုင်းဆောင်နံရက်ွယ်ဆောင်နံမြို့ရွာဆောင်နံသာသနာတော်ဆောင်နံကဘာဆောင်နံများနဲ့တကွရှိရှိသမျှအလုံးစုံသောတတဝါပေါင်းတို့၎င်း အထက်ဘဝအအဝီစီတို့၌အအဝီစီတို့၌ရှိကြကုန်သောရှိကြကုန်သောဝိနေယဝိနေယဒုခိတာ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 တတဝါတတဝါအနန္တတို့ဘာ၎င်းအနန္တတို့ဘာ၎င်းနတ်တို့တနင်းနတ်တို့တနင်းတရားမင်းနဲ့တရားမင်းနဲ့နတ်အချွေရပေါင်းတို့အား၎င်းနတ်အချွေရပေါင်းတို့အား၎င်းသာသနာတော်မြတ်ကြီးကိုသာသနာ မျက်ကြည်ကိုဆောင်းလျှောက်ကြပြီကုန်သောဆောင်းလျှောက်ကြပြီကုန်သောနမင်းကြီးလေးပါနဲ့နမင်းကြီးလေးပါနဲ့နတ်အချွေရပေါင်းတို့ပါ၎င်းနတ်အချွေရပေါင်းတို့ပါ၎င်းငရဲတနေငရဲတနေယမမင်းနဲ့ယမမင်းနဲ့အချွေရပေါင်းတို့ပါ၎င်းအချွေရပေါင်းတို့ပါ၎င်းမိဆိုင်ဖဆိုင်မိဆိုင်ဖဆိုင်နာအပေါင်းတို့အား၎င်းနာအပေါင်းတို့အား၎င်းတိုက်နှမ်းရှင်တိုက်နှမ်းရှင်ပုဂ္ဂိုလ်အသီးသီးတို့အား၎င်းပုဂ္ဂိုလ်အသီးသီးတို့အား၎င်း ဗုံမိယဗုံမိယပုဂ္ဂိုလ်အတိတိတို့အား၎င်းပုဂ္ဂိုလ်အတိတိတို့အား၎င်းဝိဇ္ဇာအတိတိတို့အား၎င်းဝိဇ္ဇာအတိတိတို့အား၎င်းတတိတော်တို့ဤတတိတော်တို့ဤလုံငန်းကင်ငန်းနှင့်လုံငန်းကင်ငန်းနှင့်ပတ္တသမြတော်ပတ္တသမြတော်နေရာဌာနနေရာဌာနအတိတိတို့၌အတိတိတို့၌ရှိကြကုန်သောရှိကြကုန်သောမြင်အပ်မမြင်အပ်မြင်အပ်မမြင်အပ်ဝိနည်းပုဂ္ဂိုလ်ပေါင်းတို့အား၎င်းဝိနည်းပ အဘာဝငလင်တန်ကြောင့်ဘာဝငလင်တန်ကြောင့်ဝေလွန်သွားကြသည်ဝေလွန်သွားကြသည်ယဟန်ပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်တိလရှင်ပုဂ္ဂိုလ်တိလရှင်ပုဂ္ဂိုလ်လူပုဂ္ဂိုလ်အတိတိတို့အား၎င်းလူပုဂ္ဂိုလ်အတိတိတို့အား၎င်းဘာစီမဘာစီမအမြဘေးဝေပါကုန်၏အမြဘေးဝေပါကုန်၏အမြရကြ၍အမြရကြ၍ကိုစိတ်နှဖြာကိုစိတ်နှဖြာဈာမဈာမချမ်းသာကြသည်ချမ်းသာ 일자바디건네디 일자마디건네디 고 이런 무자마건나